အဲခင်ပြောခဲ့သလိုပါပဲဒီနေ့အာပို့ပြီးတော့ထူကြတာကကျွန်တော်တို့အဖိုးဘုရားဆိုင်ရဲ့နှစ်130ပြည့်မွေးနေ့လည်းဖြစ်တယ်အဲ့တော့မျိုးဆက်၃ခုပေါ့အဖေဖြစ်သူမေတော်ဆန်းစုကြည်အတွက်ဆိုရင်ဖေဖြစ်သူဘုရားဆိုင်အခုအမေတော်ဆန်းစုကြည်မေတော်ဆန်းစုကြည်ကအခုကျွန်တော်တို့အဲအကျန်းဖတ်စစ်ရှုံးကောင်စီရဲ့အချင်းထောင်ထဲမှာမတရားဥပဒေပုံမာတွေနဲ့အတူဗန်စီထိန်ထိန်ခံထားရတယ်အခု တတိယမျိုးဆက်ဖြစ်တဲ့ဒေါ်ဆန်းစုကြည်အမိဒေါ်ဆန်းစုကြည်ရဲ့တားဖြစ်သူကနေပြီးမြန်မာပြည်မှာရှိတဲ့ဒုက္ခအတိခံစားနေရတဲ့ပြည်သူလူထုအတွက်သူ့ရဲ့နိုင်ငံတာဝန်တွေကိုဘယ်သူမှမပေးဘဲနဲ့ဝင်ရောက်ထမ်းရွက်တဲ့ဒီကမ်ပိန်းဒီလိုမျိုးအမှတ်တရပွဲဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအမေစုရဲ့လာမဲ့80နှစ်80ပြည့်မဲ့မွေးနေ့ကမ်ပိန်းပွဲကဘယ်လိုမျိုးကမ်ပိန်းပြုလုပ်ရမှာလဲဘယ်လိုပါဝင်လို့ရမှာလဲဘာတွေကိုရည်မှန်းပြီးတော့ပြုလုပ်တာလဲကမ်ပိန်းပေါ်ဆောင်မဲ့အကြောင်းအရာတွေက ဘာလဲဆိုတာကိုဒီလူလူလူလည်းသိကျင်နေကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အစီအစဉ်နောက်ထပ်တစ်ခုအနေနဲ့ကတော့ campaign ပြုလို့ရတဲ့ရည်ရွယ်ချက်နဲ့အဲပြုလို့မဲ့အခြေအနေတွေအကြောင်းကိုရှင်းပြပေးဖို့အတွက်ကျွန်တော်ကအဲကျွန်တော်တို့ကုရဲကိုဖိတ်ခေါ်ကြပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါဒီနေ့ကြောက်ရွံ့လာကြတော့ဟောနော်ညီကောင်မောင်နှမများအားလုံးနဲ့အခု ဆုံး live ကြည့်နေကြတဲ့ညီကိုမောင်မများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ဆက်သားပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ဒီနေ့ဟိုစု80 birthday campaign နဲ့ပတ်သက်ပြီးတော့အပွဲအစီအစဉ်လေးကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲစု80 birthday campaign birthday လေးอ่ะဆိုရင်တော့ကင်ကနေပြီးတော့ဗောနော်ဟိုအမေအတွက်ကိုဟိုအမတ်တရအနေနဲ့ဗောနော်ပြည့်စေအဲပြုလုပ်ပေးတဲ့ campaign လေးဖြစ်ပါတယ်ကျွန်တော်တို့စု80 ဗတ်ဒီကမ်ပိန်းလေးမှာဆိုရင်ကျွန်တော်တို့အကြောင်းအရာအစီအစဉ်၃ခုနဲ့ကျွန်တော်တို့ပြုလုပ်ထားတာဖြစ်ပါတယ်အဲအစီအစဉ်၁ကတော့ကျွန်တော်တို့အမှတ်တရပြက်ဂရင်းတွေကိုထုတ်ဝေပေးခြင်းဖြစ်ပါတယ်အစီအစဉ်၂ကတော့ကျွန်တော်တို့ Guinness World Record ကိုကျွန်တော်တို့ဟိုဘီးလုံးမှာဖြစ်ပါတယ်အစီအစဉ်၃ကတော့ကျွန်တော်တို့အဲမွေးနေ့အမှတ်တရပေါ့နော်အဲဘတ်ဒီ electronic body card လေးတွေကိုကျွန်တော်တို့ဟိုစီစဉ်ရောင်းချပြန်မှာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ဒီအစီအစဉ်သုံးခုမှာအခုပထမဆုံးအစီအစဉ်ဖြစ်တဲ့ဒီအမေစုမွေးနေ့ပြက်ကြရင်လေးကိုကျွန်တော်တို့ဒီနေ့အဖိုးဘုကြောင့်ဆန်းမွေးနေ့ပေါ့နော်ဖေဖော်ဝါရီလ17ရက်နေ့ကနေစတင်ပြီးတော့ကျွန်တော်တို့ရောင်းချပြီးမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဖေဖော်ဝါရီလ17ရက်နေ့ကနေပြီးတော့မတ်လ22ရက်နေ့ထိကိုကျွန်တော်တို့ရောင်းချပြီးမှာဖြစ်ပါတယ်အဲဒီပြက်ကြရင်လေးမှာတော့ထူးခြားချက်တွေအများကြီးပါဝင်နေပါတယ်ကျွန်တော်တို့ပြက်ကြရင်ရဲ့ဟို အဲပဲခင်ရဆိုရင်တော့ကျွန်တော်တို့ဒီအမေးရဲ့ပေါ့နော်ဒီ80ပြည့်မွေးနေ့ကိုကျွန်တော်တို့ကကြီးဝယ်ပြီးထုတ်တာဖြစ်ပါတယ်အဲပြီးတော့ပြက်ကြရင်ဟာဆိုရင်ဖြင့်ကျွန်တော်တို့တခြားပြက်ကြရင်တွေလိုမျိုးအဲ January to December ပြက်ကြရင်မဟုတ်ပဲねကျွန်တော်တို့ကအမေးမွေးနေ့ဖြစ်တဲ့ကျွန်တော်တို့ဂျွန်လကနေစတင်ပြီးတော့နောက်နေ့2026ခုနှစ်မေလအထိကို ဲပေါင်းမဲ့ပြက်ကြင်လေးဖြစ်ပါတယ်အဲပြီးတော့ဒီလိုနောက်ထပ်ထူးခြားတာတခုကနောက်ထပ်ကပါလဲဆိုရင်ဒီပြက်ကြင်ထဲမှာပေါင်းဝင်နေပေါ့เนาะအဲရက်ဆွဲတွေဟာဆိုရင်လေကျွန်တော်တို့ဟိုတခြားရုံပြက်တွေဒီ holy တွေကိုကိုပြထားတာမဟုတ်ဘဲနဲ့အမေနဲ့သက်ဆိုင်နေပေါ့เนาะရက်တွေကိုအမတ်တရားရှိတဲ့ရက်တွေကိုကျွန်တော်တို့ထည့်သွင်းဖော်ပြပေးထားပါတယ်အဲပြီးတော့နောက်ဒီအားရဲ့နောက်ထပ်တစ်ခုထူးခြားချက်ကဆိုရင်တော့ကျွန်တော်ဒီပြက်ကြင်မှာအဲ စာမျက်နှာတိုင်းပဲပင်ရဲ့စာမျက်နှာတိုင်းပေါ့နော်လာတိုင်းလာတိုင်းဟာဆိုရင်လေဒီလိုသူ့အဓိပ္ပာယ်နဲ့သူကျွန်တော်တို့ပေါ့နော်ဟိုဟိုအဓိပ္ပာယ်လေးရှိပါတယ်အဲကျွန်တော်တို့ပထမဆုံး cover page ကတော့ကျွန်တော်ဆီယမ်မမနုရံပေါ့နော်အဲအပေါင်းကူညီပေးထားပါတယ်အဲဒုတိယလားဖြစ်တဲ့ဂျွန်လောင်းမှာကတော့အမေရဲ့မွေးနေ့ဖြစ်တဲ့အတွက်ကင်ကသူ့ရဲ့အမှုပညာလက်ရာလေးနဲ့ပေါင်းအောင်ပေးထားပါတယ်အဲဇူလိုင်ပေါ့နော်ဇူလိုင်ဆိုရင်တော့အာဇာနည်နေပတ်သက်တဲ့ themes လေးရှိတဲ့အတွက်အဲ့လမှာတော့ အမမနီလာတန်ရနေပြီးတော့ပေါင်းဝင်ကူညီပေးထားပါတယ်ခင်ဗျာအဲဩဂတ်ဩဂတ်လပေါ့နော်ဩဂတ်လမှာဆိုရင်တော့ကျွန်တော်တို့ဟိုရှင်းလေးလုံးရေတော့ပုံကြီးကာလဖြစ်တဲ့အတွက်အဲ့အချိန်မှာအမေပရမအူဆုံးအမေပရမအူဆုံးမိကုံပြောခဲ့တဲ့ပေါ့နော်ရှီလကုံဘုရားမိကုံပြောတဲ့ပုံလေးကိုကျွန်တော်တို့ astrike ကနေပြီးတော့ဖန်တီးပေးထားပါတယ်ဒါကတော့ဩဂတ်လအတွက်ဖြစ်ပါတယ် September လပေါ့နော် September လမှာဆိုရင်လေ September လဆိုရင်တော့ကင်းရဲ့မွေးနေ့ရှိအလားပေါ့နော် ကင်ကသူ့ရဲ့ကိုစားခွေးလေးတိုက်ချီလို့အမေနဲ့အဖို့ပြုဖို့သူပေးခဲ့တဲ့အတွက်ကျွန်တော်စက်တင်ဘာလရဲ့သင်းလေးကိုတော့တိုက်ချီလို့လေးကိုပေါ့နော်ကျွန်တော်ဟိုထည့်ထည့်ပြီးတော့ကျွန်တော်ကိုကိုလကွင်းရနေပြီးတော့ဆွေးပြီးထားတဲ့ပကြီကားလေးနဲ့ဖော်ပြထားပါတယ်။အောက်တိုဘာလနဲ့ပတ်သက်ပြီးတော့ကကျွန်တော်တို့အောက်တိုဘာလမှာတော့အမေရဲ့လူပဲစုရတဲ့လကိုကျွန်တော်တို့ပေါ့နော်ဟိုရည်ရွယ်ပြီးတော့နိုဘယ်ဆုနဲ့ပတ်သက်တဲ့ အကြီးကားလေးကိုကျွန်တော်တို့ကိုကြားပေါက်ကနေပြီးတော့ပါဝင်ပြီးသားပါတယ်ကျွန်တော်တို့နိုဝင်ဘာလကတော့ကျွန်တော်တို့ NLD အောင်နိုင်ခဲ့တဲ့2015 2020ပြည်နှစ်ကာလတွေကိုကျွန်တော်တို့ဖော်ကျူးတဲ့အနေနဲ့ကိုခါရှေ့ကနေပြီးတော့ပေါင်းပြီးပြီးသားပါတယ်ကျွန်တော်တို့ဒီဇင်ဘာလဒီဇင်ဘာလအတွက်မှာဆိုရင်တော့ကျွန်တော်တို့ဒီနောက်နှစ်ကျွန်တော်တို့နောက်နှစ်မှာကျွန်တော်တို့နောက်နှစ်အတွက်ကိုပေါ့နော်ယူရပြီးတော့မြစ်တာတွေ ီးတော့ဒီငင်းငန်းကြီးတွေပြီးတော့ကျွန်တော်တို့မျောလင်းချက်တွေအဲ့အားအားလုံးကိုဟိုဘောနော်ရွေးပြီးတော့ဟို adblock လေးကိုကိုလင်းမောင်ကနေပြီးတော့ကျွန်တော်တို့ပေါင်ဝင်ကူညီပေးထားပါတယ်အဲ January လအတွက်ကတော့ကျွန်တော်တို့ဒီပန်းနဲ့ပြုတ်လုပ်ထားတဲ့ပကြီလေးပေါ့နော်ပန်းသေးရလေးနဲ့ပြုတ်ထားတဲ့ပကြီလေးနဲ့ကျွန်တော်ပေါင်အပ်ပြီးထားတာကတော့ကိုမင်းသက်ထအောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ February လအတွက်ကြက်ဂရင်ကတော့ကျွန်တော်တို့ ူရဲ့ claims လေးကတော့ freedom from fear ဆိုတဲ့ title လေးကိုကျွန်တော်ပေးထားပါတယ်။အဲဒီဟာကိုတော့ coding ဆိုကနေပြီးတော့ပေါင်းကူညီပေးထားပါတယ်။အဲ match လာ match လာကတော့ကျွန်တော်တို့အဲကျွန်တော် freedom အတွက်ကိုကျွန်တော်မြန်မာမျိုးကျွန်တော်မြန်မာနိုင်ငံလုံးရဲ့ sample အနေနဲ့ကျွန်တော်တို့ဟိုနော် title လေးကိုပေးထားပြီးတော့အဲ့မှာတော့ကိုမင်းကိုနိုင်ငံနေပြီးတော့ပေါင်းကူညီပေးထားပါတယ်။အဲ April လကတော့ကျွန်တော်တို့ကိုကြီးပေါ့ကိုပေါက်ကနေပြီးတော့ပေါင်းကူညီပေးထားပါတယ်။ အဲနောက်ဆုံးလာဖြစ်တဲ့လေလာကိုတော့ကျွန်တော်တို့ဟိုကျွန်တော်ရဲ့ချက်တော်အမှုပညာရှင်ကိုဒေါဝါနေပြီးတော့ပေါ့နော်။ဟောင်းကူနေပေးထားပါတယ်။အဲဒီပြက်ကလေးရဲ့နောက်ဆုံးကာဘက်ကာဘာ page ပေါ့နော်။အဲ့ဒါလေးကိုတော့ကျွန်တော် KSCC ကနေပြီးပေါင်းကူနေပေးထားပြီးတော့ကျွန်တော်တို့အဲ့နောက်ဆုံး page မှာဆိုရင်ကင်းရဲ့အမေမွေးနေ့နဲ့ပတ်သက်ပြီးတော့ message တွေကိုလည်းသူ့လက်ရှိနဲ့ဖော်ပြပေးထားပါတယ်။ကျွန်တော်ဒီပြက်ကလေးပေါ်မှာနောက်တဲ့ဒူးကြတာလေးကတော့ logo လေးပါ။ ဒီလိုလေးကတော့ကျွန်တော်ဘာမစ်အယ်ဖာဘက်ကနေပြီးတော့ပါဝင်ကုနေ test ဆိုရှင်ဆိုပြီးထားပါတယ်ခင်ဗျာဟုတ်ကဲ့အဲကျွန်တော်တို့ပြက်ကြရင်ကတော့ကျွန်တော်တို့ဒီဒီနေ့ကျွန်တော်တို့ campaign page ကနေပြီးတော့ကျွန်တော်တို့အဲ internet ဘောနော် official fundraiser list နဲ့ကျွန်တော်တို့ဈေးနှုန်းလေးတွေကိုကျွန်တော်ဖော်ပြပေးမှာဖြစ်ပါတယ်ပြီးတော့ဒီပြက်ကြရင်လေးရလည်း limited edition လေးဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးအတွက်ကိုလည်းအမှတ်တရနဲ့ဘောနော်ဟိုတင်ထားနိုင်တဲ့အနေအထားလေးဖြစ်ပါတယ်ခင်ဗျာ ဒါကတော့ကျွန်တော်ဟိုအဆီဇင်1ဖြစ်တဲ့ပြက်ကလေးနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အဲအဆီဇင်2ကတော့ကျွန်တော်တို့ Guinness World Record နဲ့ပတ်သက်တဲ့ဟာလေးပါကျွန်တော်တို့အဆီဇင်1နဲ့2ကြားမှာဆိုရင်ကျွန်တော်တို့ match လာ23ရက်နေ့ကနေမေလ1ရက်နေ့မတိုင်းကြီးဒီအတွင်းကတော့ကျွန်တော် break time ဖြစ်ပြီးတော့အဲ့ဒီအချိန်ပြီးမှတော့ season 2နဲ့3တို့ကိုကျွန်တော်ကြိုးလေးပြင်မှတ်ကာလာလေးဖြစ်ပါတယ်။ season 2ကကျွန်တော်မေလ တရားနည်းအစပါမယ်ခင်ဗျာမေလာတရားနည်းမှာကျွန်တော်တို့ Guinness World Record အတွက်ကိုကျွန်တော်တို့ရေအဲ short video လေးပေါ့နော် second 60ရှိရဲ့ short video message လေးတွေ birthday wish video message လေးတွေကိုကျွန်တော်တို့ collect လုပ်ပါမယ်ဒီ birthday wish လေးတွေကိုကျွန်တော်အားလုံး7000ကျွန်တော်ရအောင်စုမယ်လို့ကျွန်တော်မှန်းထားပါတယ်အခုလက်ရှိ Guinness World Record အရတော့3000 9000နဲ့တင်ထားပါတယ်ကျွန်တော်တို့အဲ record book ပေါ်မှာအမေကိုကျွန်တော်ဘယ်လောက်ချက်ကြောင်းပြပြီးတော့ပေါ့နော် ဘယ်သူမှကျွန်တော်တို့ထပ်နောက်ထပ် dinner protocol မှာထပ်မချိုးနိုင်အောင်ကျွန်တော်တို့တင်ကြပါမယ်အဲဒီစင်စင်လေးတွေကိုကျွန်တော်တို့ဒီ break လောက်ထားတဲ့ color တွေမှာကျွန်တော်အသေးစိတ် campaign page ကနေ select တင်ပြပေးတော့ပါမယ်အဲကျွန်တော်တို့တတိယ season ဖြစ်တဲ့ birthday wish လုပ်တဲ့ electronic birthday card လေးတွေကိုလည်းကျွန်တော်တို့ campaign page ကနေပြီးတော့ဒီမေလာတရနေ့ကနေအမိတ်မွေးနေ့ရှိရဲ့ဂျွန်လာ စကွေနီတီတွင်မှာပေါ့เนาะကျွန်တော်ရောင်းချပြီးသွားပါမယ်ဒီ battery wish ပုံ battery electronic battery cap ပုံမှာဆိုရင်လေကျွန်တော်တို့အမေအတွက်ကို shut down ပေးနေတဲ့ဟာစာတွေမြန်မာလိုပဲဖြစ်စေ English လိုပဲဖြစ်စေပေါ့เนาะဟိုထက်သွင်းနိုင်ပြီးတော့ဒီ cap လေးอ่ะဆိုရင်ဒီပေးရလူစီကိုလည်းတစ်ခုရောက်မယ်ပြီးရခါ game စီကိုလည်းတစ်ခုရောက်မှာဖြစ်ပါတယ် game ကဒီ battery cap လေးတွေအားလုံးသိမ်းထားပြီးတော့သူတစ်ချိန်အမေနဲ့တွေ့တဲ့အခါမှာအဲ့ဒါကြီးအားလုံးအမေလက်ထက်ကိုသူကထည့်ပြီးမှာဖြစ်ပါတယ်ခင်ဗျဒါလေးကတော့ကျွန်တော် campaign လေးရဲ့ပေါ့เนาะဟို အစီအကြံဉာဏ်အစီအစဉ်လေးဖြစ်ပါတယ်အဲအသေးစိတ်အချက်လက်တွေကိုကျွန်တော် campaign page ကနေပြီးတော့ select ဖော်ပြပေးမှမှာဖြစ်တဲ့အတွက် campaign page ကိုလည်းကျွန်တော် like and follow လေးလက်ခပေးဖို့အတွက်ကိုကျွန်တော်ဒီကနေပြီးတော့ပန်ချအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲကျွန်တော်ဒီအားလေးကတော့ဒါကျွန်တော်တို့အခုဒီမှာဒါကတော့ကျွန်တော် sample ထွက်ထွက်လာတဲ့ gathering လေးပေါ့နော်ဒါကတော့ gaming page လေးဖြစ်ပါတယ်ဟုတ်ကျွန်တော်ဒီ gathering လေးကိုကျွန်တော်တို့ ပေါ့နော်ဒီ freezer တွေကနေမှတဆင့်ကျွန်တော်တို့ဝေယူသူတွေလည်းထည့်ဖို့ကျွန်တော်တို့အဲဂျွန်လာမတိုင်းခင်ကျွန်တော်အရောက်ပို့ပေးဖို့ကျွန်တော်တို့စီစဉ်ထားပါတယ်ခင်ဗျဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုရေအခုတော့ပြည်သူတွေလည်းဒီ su 80 birthday ကဘယ်လိုပုံစံနဲ့အရှိတ်ရှောက်ဆက်ပြီးတော့သွားမှာလဲဆိုတာကိုရှင်းရှင်းလင်းလင်းအဲတည်ပြီလို့ယုံကြည်ပါတယ်အဲဒီလိုမျိုးအချိန်ပြည့်ပြီးတော့ရှင်းပြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ တော့ကျွန်တော်နောက်ထပ်အစီအစဉ်ကောင်းများစွာရှိပါသေးတယ်။ကြပြာရုံးရဲ့အစီအစဉ်တွေအမှုပညာရှင်တွေကနေပြီးတော့တို့ရဲ့တကြွန်းတဲ့အမှုပညာတွေနဲ့ပါဝင်အားဖြည့်မဲ့အစီအစဉ်များစွာရှိပါသေးတယ်။အဲ့တော့ကျွန်တော်တို့နောက်ထပ်အစီအစဉ်တစ်ခုကတော့ခင်ကနေပြီးတော့ကြပြာရုံးရဲ့အစီအစဉ်ပါ။ဒါကြောင့်မလို့ခင်ကိုဖိတ်ခေါ်ပေးပါအောင်ညီမမင်းမြန်တို့ရေဟုတ်။ဟုတ်ကဲ့ပါရှင်။ Uh for our next agenda we would like to invite Kim to recite his poem for all of us today. In the quiet land, no one can tell if there's someone who's listening to the secrets they can sell. The informers are paid in the blood of the land, and no one dares speak what the tyrants won't stand. In the quiet land of Burma, no one laughs, no one thinks out loud. In the quiet land of Burma, you can hear it in the silence of the crowd. In the quiet land, no one can say when the soldiers are coming to carry them away. The Chinese want a road, the French want the oil. The Thais take the timber, and Slork takes the spoils. In the quiet land, in the quiet land, no one can hear what is silenced by murder and covered up with fear. But despite what is forced, freedom's a sound that liars can't fake and no shouting can drown. Thank you. Thank you, Kim. Okay, well, if you have a little bit of a question to tomorrow.